350အကြာနဲ့ဒီနေ့ထိုင်းရွှေဈေးဖွင့်သွားပါပြီ။အားလုံးပဲမင်္ဂလာပါဆင်းရှင်သာရင်ကိုကြမ်းမခြင်းနဲ့ပြည့်စုံနိုင်ကြပါစေ။ဒီနေ့က19ရက်နေ့6လပိုင်း2020နဲ့5ခုနှစ်မြောက်ပိုင်းထိုင်းရွှေဈေးကတော့350ကျပါတယ်။ 60ကျော်တမ500ခန့်လို့ရှိတဲ့ဓာတ်ရွေခဲစီဆိုင်ခါရောင်းတဲ့ဈေးက9200ဆိုင်ခါလက်ခံတဲ့ဈေးက9100လက်ဝယ်ရနာရဲ့ဈေးနှုန်းတွေကဆိုင်ခါရောင်းတဲ့ဈေးက9300နဲ့ပေါက်ဈေးရှိနေပါတယ်။ကမ္ဘာရွှေတအောင်စားကိုဒေါ်လာ3366နဲ့ထိုင်းရွှေဈေးကိုတွက်ထားပါတယ်။ဒေါ်လာကိုထိုင်းမှန်ငွေ32.48နဲ့ထိုင်းရွှေဈေးကိုတွက်ထားပါတယ်။60ကျော်တမ500ခန့်လို့ရှိတဲ့ထိုင်းရွှေခဲကဘန်ကောက်ထဲမှာလက်ခံ200ရှိပါတယ်။အခါပြီးအစည်းထိုင်းရွှေခဲတစ်ပတ်သားကို9200နဲ့ပေါက်ဈေးရှိနေပါတယ်။ဆိုင်ကလက်ခံတဲ့ဈေးကရာခိုင်နှုန်းပြတ်မပြတ်ပဲ9000 2100နဲ့ပြန်ပြီးတော့လက်ခံမှာပါဒီနေ့လက်ဝတ်ရင်သာတပတ်သားကိုပြန်ရောက်မယ်ဆိုရင်ဆိုင်က900ခန်းလုံးဖြတ်ပြီးတဲ့ပြင်ကို4900ကျော်စီနဲ့ပြန်ပြီးတော့လက်ခံမှာပါ69.99ကိုရှိတဲ့ရွှေခဲကဆိုင်ကရောင်းတဲ့ဈေးက3559ပဲဆိုင်ကလက်ခံတဲ့ဈေးက3545ပဲနဲ့ပေါင်းစပ်ရှိပါတယ်ဒီနေ့မှာတော့ထိုင်းရွှေဈေးကအငင်းငယ်ပြန်ပြီးတော့ကျပါတယ် ကဘာရွှေဈေးကလည်းဒီနေ့မှနိုင်ငံပြန်ပြီးကျနေတာဖြစ်ပါတယ်ဒီနေ့အချာဈေးနဲ့ထိုင်းရွှေကိုစိတ်ဝင်စားလို့ဝယ်ဆိုမယ်ဆိုရင်တော့လက်ခဈေးတက်သားတဲ့ဆိုင်ကိုကျွန်တော်လမ်းညွှန်ပေးပါမယ်ဘန်ကောက်ထဲမှာဆိုရင်စီနက်ကလင်စီကစခွဲမှာသွားပြီးတော့ဝယ်လို့ရပါတယ်ဘတ်သားကိုလက်ခ205ဘတ်သားဒီဝယ်မယ်ဆိုရင်လက်ခကုန်ချမရှိပါဘူးထိုင်းရွှေဈေးငွေဈေးတွေကိုအမြဲတမ်းတင်ပေးပါတယ်ထိုင်းရွှေဈေးငွေဈေးတွေကိုသိချင်တယ်ဆိုရင်ကျွန်တော်ဗီဒီယိုတွေကို follow လုပ်လိုက်လို့ထားနိုင်ပါတယ်အားလုံးပဲစိတ်ချမ်းသာခြင်းကုသမှုခြင်းနဲ့ပြည့်စုံပြီးအန်ရဲ့ကင်းလို့ပြရှင်နိုင်ကြပါစေ